ရခိုင်ရိုးရာကြံပွဲတော်ဟာရိုးရာမွန်းနစ်ကိုထင်းသိမ်းတဲ့ပွဲတော်တစ်ခုဖြစ်ပြီး73ကြိမ်မြောက်ရခိုင်ရိုးရာကြံပွဲကိုတော့အေဘီလာစတီးရနေ့မှာစတင်ကျင်းပမှာဖြစ်ပြီးလက်ရှိမှာတူနာအာကစားကွင်းအတွင်းမှာရေကစားမနက်တွေကိုဆောက်လုပ်နေပြီဖြစ်ပါတယ်ရခိုင်ကြံပွဲတော်ဟာမြတ်စွာဘုရားရှင်ကိုဦးထိပ်ထားကရေသက်ပဲပူဇော်ပြီးမှရေကစားကြတဲ့ပွဲတော်တစ်ခုလည်းဖြစ်ပါတယ်ရခိုင်ကြံပွဲတော်ဟာကြံအကျိုးမတိုင်မီတရက်မှာစတင်တာဖြစ်ပြီးအဲ့ဒီနေ့မှာမြတ်စွာဘုရားရှင်ကိုယေရှုကနန္တာသွေးပြိုင်ပွဲပြုလုပ်ပါတယ်အဲ့ဒီနန္တာသွေးပြိုင်ပွဲကရရှိတဲ့နန္တာတွေနဲ့ တကြံအကျိုးနဲ့မှာတော့မြတ်စွာဘုရားရှင်ကိုရေတပ်ပဲပူဇော်တာပဲဖြစ်ပါတယ်။မြတ်စွာဘုရားရှင်ကိုရေတပ်ပဲပူဇော်ပြီးမှရိုးရလောင်းလှည့်တွေနဲ့ရေကစားကြတာပဲဖြစ်ပါတယ်။နန္တာသွေးပြိုင်ပွဲနဲ့ရေတပ်ပဲပွဲကိုတော့ရွှေတကုံဘုရားတောင်ပတ်မုတ်ကရခိုင်တပါယုံမှာပြုလုပ်မှာဖြစ်ပြီးရေကစားပွဲကိုတော့သူဝနအကစားပွဲမှာပြုလုပ်မှာဖြစ်ပါတယ်။ယခုနှစ်ရခိုင်ရိုးရတကြံပွဲတော်မှာတော့ရိုးရရေကစားမန်းနဲ့15ခုဆောက်လုပ်မှာဖြစ်ပြီးမြို့နယ်18မြို့နယ်တဲကမှမန်းနဲ့တွေကိုမင်းနိုင်ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်။ ဒါအပြင်ရိုးရဖြောဖြည့်ရေးမက်နဲ့လည်းပါဝင်မှာဖြစ်ပြီးရိုးရအစားအသောက်အရောင်းဆိုင်များလည်းဖွင့်လှစ်သွားမယ်လို့သိရပါတယ်။ရခိုင်ရိုးရဒကြံရေကစားမက်နဲ့များအတွင်းရှိရိုးရလောင်းလိုက်များဆောက်လုပ်ခြင်းနဲ့မက်နဲ့များကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းတွေကိုယခုအချိန်မှာကြိုတင်ပြင်ဆင်လုပ်ဆောင်နေပြီးရခိုင်နှစ်ကထက်ပုံမစီကားလိုက်မယ်လို့ယုံကြည်ကြောင်းကိုတော့ရခိုင်ရိုးရဒကြံမက်နဲ့ဆောက်လုပ်ရေးကော်မတီဥက္ကဋ္ဌဦးဆန်အေးကပြောပါတယ်။ရခိုင်ရိုးရရေကစားမက်နဲ့များကိုတူနာအကစားကွဲမှာကျင်းပပြုလုပ်တာယခုနှစ်အပါဝင်၃နှစ်ရှိပြီဖြစ်ပြီးရခိုင်နှစ်တွေက အင်ဖြူအကားစားကွင်းမှာကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။